ဟုတ်ကဲ့မင်္ဂလာပါခင်ဗျအခုကျွန်တော်ရောက်ရှိနေတာကတော့ကျွန်တော်တို့တောင်ကြီးမြို့တကောင်နိုင်ပွဲကျင်းပနေတဲ့အဝေးအားမိဖို့မြန်ကွင်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ရောက်ရှိနေတာပါခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဒီညလွတ်တင်မဲ့73စီမီရဲ့အဖွဲခေါင်းဆောင်ကိုဝေးနိုင်ဖြစ်ပါတယ်အဲကျွန်တော်တို့ဒီစိန်နမမိဖို့မြန်ကိုကျွန်တော်တို့ကဟိုအချိန်ကာလချင်းလုံးတိုင်တဲ့အချိန်ကာလကတော့ကျွန်တော်တို့၃လကြာပါတယ်ခင်ဗျ၃လကြာပြီးတော့ကုန်ကြစိတ်ကတော့ကျွန်တော်တို့သိန်း40နဲ့ 60ကြားမှာကျွန်တော်တို့ကုန်ကြပါတယ်။အချိန်ကာလ3လကျွန်တော်တို့ကအချိန်ယူပြီးတော့လုပ်ရပါတယ်ခင်ဗျ။အဲ့တော့ကျွန်တော်တို့ဒီနေ့ညမိဘမြန်လွတ်မဲ့စိန်တပံကတော့ကျွန်တော်တို့ဟိုမိဘမြန်ကမိဘအလှပြတာပေါ့လေအလှပြတာမိဘပေါ့စုစုပေါင်း1000ရှိပါတယ်ခင်ဗျ။မိဘမြန်စုစုပေါင်းပေါ့နော်။အဲ့တော့ဟိုကျွန်တော်နှစ်စဉ်နဲ့ကျွန်တော်တို့ကဒီ73ကြီးအသင်းအနေနဲ့ထူပါတယ်။ဟောကျွန်တော်တို့ကဒီလွတ်တင်ပါတယ်ခင်ဗျ။အဲကျွန်တော်တို့လာပြည့်နေ့ အဲဒီနေ့ကတော့လာပြည့်နေ့ပေါ့နော်အခါတိုင်းကလည်းကျွန်တော်တို့ဒီလာပြည့်နေ့အတိုင်းမှာကျွန်တော်ပြောပြပါပါနဲ့မိဖို့များကိုထုတ်တင်ပါရစေခင်ဗျာကျွန်တော်မိဖို့များအောင်မြင်စွာလွတ်တိုင်မဲ့လွတ်တင်ဖို့လဲကျွန်တော်တို့ကယူရထားပြီးဖြစ်ပါတယ်အောင်မြင်မယ်လို့လဲအဲကျွန်တော်တို့ယူဆပြီးသားပါအဲကျွန်တော်တို့စုတွေလည်းရရှိမယ်လို့ကျွန်တော်မှန်းထားပါတယ်ခင်ဗျာโอเคမင်္ဂလာပါခင်ဗျာ မင်္ဂလာပါညီမတို့တောင်ကြီးမြို့ကဒီနေ့မိဘုံမြန်ပွဲကိုလာရောက်အားပေးတာဖြစ်ပါတယ်ဒီနေ့ကတော့အစီအဆုံးဖြစ်တဲ့လာရွေးနေ့မှာ၅ရက်မြောက်နေ့လည်းဖြစ်ပါတယ်ရှင်ပြီးတော့မိဘုံမြန်တက်သွားတဲ့ဟာအရန်ကိုပြောဖို့ကောင်းတယ်ကြည့်ရတာအရန်ကိုဟိုဘယ်လိုပြောရမလဲအရန်လာပြီးတော့လည်းအရန်ပြောဖို့ကောင်းတယ်ဗောအဲ့မို့နှစ်စင်တဲ့တိုင်းလည်းဒီတောင်ကြီးတစောင်းတိုင်းမိဘုံကိုဘယ်နေရာပဲရောက်ရောက်မဖြစ်မနေကိုလာပြီးတော့ကြည့်ကြတယ်ပြီးတော့ဒီတောင်ကြီးမြို့ကလူတွေအနေနဲ့ဖြစ်တယ်မဖြစ်မနေကိုဒီလာပြီးနေနေဆိုလို့ရှိရင်လည်းလာရောက်ပြီးတော့အားပေးကြပါအရန်လည်းပြောဖို့ကောင်းပါတယ်အားလုံးလည်းအကုန်လုံးလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်